ကျေသူမိဘဆိုတာကမိမိဘကချက်ခင်လို့မှဲ့ထားတဲ့နမဲလို့မှတ်ကြပါမိသူမိဘဆိုတာကဖြင့်အမိန်ပါများကချက်ခင်လို့မှဲ့ထားရတာဖြစ်ပါတယ်စင်ချက်ကဖြင့်ပင်ကိုရှိကိုမှန်ပြောရလို့ရှိရင်ဖြင့်ယုံနာနှစ်ပါးနဲ့ခန္ဓာငါဖြန့်လိုက်ရင်ခန္ဓာငါပါပြန်လိုက်ရင်ယုံနာနှစ်ပါးဖြန့်လိုက်ရင်ခန္ဓာငါပါပဲရှိတယ် အဲ့တော့ဒီပြကမှာကအရှိကိုဒီပြကြသူများမှဲ့ထားတဲ့နံပါတ်ကိုအတီမပြုပါနဲ့လို့ပြစ်ပေးလိုက်နော်သူများမှဲ့ထားတဲ့နံပါတ်ကတော့ပြန်မျိုးမျိုးပဲနံပါတ်တွေမှဲ့ကြမှာပေါ့ဗျာမဲ့ပဲမှန်냐ဆိုလဲနံပါတ်အလိုက်ကခန္ဓာရှိနဲ့ kait ပါရဲ့လားလို့မေးတဲ့အခါကျတော့နံပါတ်ရှင်ချက်လို့ခင်လို့နမိတ်တွေယူပြီးမျိုးမျိုးမှဲ့ကြညာတော့လဲခန္ဓာကတော့လိုက်မယ်မဟုတ်ပါ ကရမရေရကုသကနမီကိုမီကိုမြဆိုလို့ရှိရင်ပြန်မြမြဖို့မူစိန်နေရွှေရမြတွေတက်ပြီးမှတ်ကြမှတ်ကြမှာပေါ့ဗျာခန္ဓာကလိုက်ကြလားဒါပြန်အရှိကမပြန်ဘူးဆိုတဲ့အသေးပဲရှင်းသွားအရှိကပြန်သေးရဲ့မပြန်တော့ဘူးတဲ့ကရမတို့ကသတိထားเสียကဒီကဏ္ဍ၅ပါးပဲရှိတော့ဒီကဏ္ဍ၅ပါးသည်ဒဂရမတွေအာ ဒုက္ခပဲလေသမ ्या ခန္ဓာကဆိုတာကမှတ်ထားလိုက်တာနာမည်ကပဲတာမဟုတ်ဘူးရှိကပဲတာနာမည်ကပဲသလားရှိကပဲသလားရှိပါဘူးဘုရားဒီပခန္ဓာကလည်းခဏခဏဖောက်ပြန်ပြဝေဒနာခန္ဓာကလည်းဝမ်းမြောက်လို့ပြလိုက်တစ်ခါတလေသတ္တဝါတွေသတ်ပြလိုက်ဒုက္ခဝေဒနာလည်းသတ်ပြတဲ့အခါပြသေးတာသင်္ညခန္ဓာတစ်ခါတလေကြတော့သူမှတ်တဲ့အခါဝမ်းမြောက်လိုက် တခါတည်းသူမှလွဲလို့ဆဲတော့မှားပြီများသိလိုက်တဲ့အခါမျိုးပါသေး။ဟုတ်။ဉာဏ်လည်းသတ်တာပဲနော်။ဘတ်တော်ညာတံမပြတ်နှိမ့်ဆက်နေတာကခဏငါပါလို့ဘုန်းကြီးတို့ဓမ္မတွေမှတ်ထားပါနော်။ဟုတ်။အဲဒီခဏငါပါဟာသူ့ပင်ကိုသဘောကဖြင့်ဖြတ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 ်နဲ့ခဏခဏဖောက်ပြန်ပြည့်စည်နေတာ။ခဏငါပါပင်ကိုသဘောကဘာပါလိမ့်။ခဏငါပါဖောက်ပြန်ပြည့်စည် အဲ့ဒါဒဂရမတွေကသူ့ပင်ကိုယ်ဘောသိအောင်သူဇာယပိကညာလင်းနဲ့စောင့်ကြည့်နေရမယ်တဲ့ဝိပဿနာဆိုတာခန္ဓာကဘာပြောတယ်ဆိုတာစောင့်ကြည့်ရတာဝိပဿနာလို့မှတ်လိုက်စမ်းပါဘုရားခန္ဓာကပြောတာစောင့်ကြည့်ရတာဝိပဿနာခန္ဓာကပြောတာကိုစောင့်ကြည့်တာပါ ဝိပဿနာဆိုတာဘုန်းကြီးတွေကဓမ္မတွေအလွန်ခဲယမ်းတယ်လို့အောက်မေ့ပြိတ္တကလာနေကြညားတယ်ဆရာမပြနီးမရလို့သာလျင်ဘုက္ခမောရှုပ်ပွေနေတာမှန်ပါပါသေသေးချာချာရှင်သာရိပုတ္တရာကဟောတာကတော့ဝိပဿနာကွာတဲ့အရှိခန္ဓာကြီးကပြောတာမင်းတို့ကစောင့်ပြီးကြည့်နေဖို့ပါပဲဝိပဿနာဆိုတာအရှိခန္ဓာကြီးကပြောတာစောင့်ကြည့်ကြပါဓမ္မတို့ခန္ဓာငါးပါးရှိတရားကြီးက အမျိုးမျိုးသောဟောက်ပြာမှုအမျိုးမျိုးသောပြည့်စုံမှုတွေကိုပြတာကိုဒီကညာနဲ့စောင့်ကြည့်နေပြီဆိုမှပြန်ဒါဝိပဿနာဖြစ်တော်တာပဲလို့ဥပါရဏုကမုံတို့မှတ်ဖို့ပေါ့မှန်ပါဗျာဟောဒါဖြင့်အလုံးစုံဓမ္မတွေဝိပဿနာဆိုတာရှုရမယ်လို့လားစောင့်ရှုစောင့်ပြီးကြည့်ရမယ်လို့လားဆိုတာသတိထားပါဆောင်ပြီးကြည့်ရမယ်လို့နော် ဂရမရဥပဒနာဆိုတာဘာပါလဲ။စောင့်ပြီးကြည့်ရမယ်လို့။စောင့်ပြီးကြည့်နေတော့သူယူပက္ခဏကလည်းယုတ်တိတိယူပန်းဆိုတော့လေသူကဖောက်ပြန်တာ။ခန္ဓာငါးပါးကလည်းတို့ကျန်တဲ့ခန္ဓာတွေကလည်းဘာလို့ပန်နေမလို့ဆိုသူတို့လည်းအကုန်မဲ့လုဒ္ဓနာပလုဒ္ဓနာထင်တာလောကောလို့ဆိုသောကြောင့်ခဏခဏပြက်လိုက်ပြက်လိုက်သူတို့နေတာပဲ။အဲ့တော့ဒါကို ဘုန်းကြီးတို့ဃာရမတွေကစောင်းပြီးဒီကလာထိုင်ဘုရားရှင်မထိုင်တိုင်းကိုရတဲ့မှာပဲထိုင်တိုင်းမတိုင်းချင်းပဲလည်းပဲနေနေနေခြင်းသလုံးနေပါဘုရားသခင်ကိုရမကြီးကဝိပဿနာရှုတာဘယ်လိုနေရမယ်လို့မဆိုပါဘူးဘယ်နဲ့ကြောင့်ဘယ်လိုနေရမယ်လို့မဆိုဘူးလို့ဆိုရတယ်ဆိုတော့ဥက္ကမုံတို့ကတတိထားမိပါလိမ့်မယ်နော်တရားနောဟာတရားနောမိတိပဇာနာတိဆိုတော့ဟိုအိတ်တာလဲအိတ်ရရှုกว่าလို့ပြောမှန်ပါပါ ကိစ္စံတော်ဝါကိစ္စမိတိပဇံနေဥသွားတာလည်းသွားရင်ရှိရတာပဲမပြောဘူးလားဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေကဥပဒနာဆိုတာကအပန်းမွားခင်တော့ထိုင်ကြတာပေါ့ဗျာနောက်အပန်းမွားလာတဲ့ခါကျတော့ဖြင့်အားလုံးဥဟာတို့ဘာမှမလိုတော့ဘူးတွေ့တဲ့ချိန်ကသူကပြောတဲ့ချိန်ဥပဒနာချိန်ကြီးမှလိုက်မှန်ပါဗျာရှင်းမလားခန္ဓာကပြောတဲ့ချိန်ဟာဥပဒနာချိန်ပါဗျာခန္ဓာဆိုတာကလည်းဓမ္မတွေ ဘယ်ချိန်မပြောဘူးလို့ဘယ်တော့မှမယူနဲ့အမြဲတမ်းဖောက်ပြန်ပြစည်းတတ်တဲ့ခန္ဓာကြီးဖြစ်နေတော့ဘာလဲဖောက်ပြန်ထိုင်လဲဖောက်ပြန်အိတ်လဲဖောက်ပြန်စောင်းနေလဲဖောက်ပြန်တာပဲသမင်းစားနေလဲဖောက်ပြန်တာပဲဆေးလေးတောင်းနေလဲဖောက်ပြန်ပြစည်းနေတာပဲကျိုးတာပဲ့တာလဲအော်ဒါဖြင့်ဥပဒေတို့အဲသေသေးချာချာစဉ်းစားကြည့်တော့မှ ဩနိဗ္ဗာန်ဒီခန္ဓာကပြောတဲ့အချိန်ကြည့်ရှိတဲ့အချိန်မှာညံတဲ့ရောက်ပြီးဒီကလာဒီကန္တာမလို့ကျန်လို့ဆုံးတဲ့အချိန်မှာဖြင့်အရင်ဆုံးတဲ့အရင်နိဗ္ဗာန်ရတာပဲဒါပြန်ဒီကဓမ္မတို့ဥပဒနာဆိုတာပဲအိဗေပါလိမ့်မလို့ဆိုတဲ့ယနေ့ရှင်းမလားရှင်းပါဘူးဆောင့်ကြည့်ရမယ်အိဗေမျိုးသဘောပါကြဥပဒနာဆိုတာပဲလည်းလုပ်ကြရအဲ့ဒီနေလဲဆောင့်ကြည့်နေရပြီဒီကလာလဲဆောင့်ကြည့်ရင်ကြည့်လိုက် ဝိုင်းရင်လည်းစောင့်ကြည့်ကြည့်ပါသူဘာလုပ်နေလဲသူဘယ်လိုဖောက်ပြန်နေတယ်ဆိုတာဥက္ကမုံကြည့်ပေးပါနော်မှန်ပါပါသူကတော့ကြည့်ပေးတော့ဟုတ်လောကီဥမာပြောကြပါသောဆိုလို့ရှိရင်မြောက်ဟာအငြိမ်မနေဘူးဆိုတာတရားဓမ္မတွေလူသိသိမှန်ပါပါမြောက်ဟာဗါတယ်အငြိမ်မနေတာကိုဘေးကမြောက်ရှင်လုပ်တဲ့ပုဂ္ဂိုလ်က မြောက်ရှင်လောက်တဲ့ပုဂ္ဂိုလ်ကပြည်နေလဲရှင်ဖြင့်တောကြကြနဲ့ခုံမြန်ပြီးတောကြဆော့ပြန်ပြီးတောကြသစ်ပင်တက်ပြန်ပြီးတောကြကျွန်းပြန်ထိုးချပြန်ပြီးဥက္ကမအမျိုးမျိုးတော့မြင်ရမမြောက်တဘောကသူအငြိမ်နေတဲ့ဘောပါပါမပါတော့မြောက်ရှင်လောက်တဲ့ပုဂ္ဂိုလ်ကစောင့်ကြည့်နေလဲရှင်ရင်မြောက်ဤဆော့ပုံတွေမြောက်ဤဖောက်ပြန်ပုံတွေမြောက်ဤအငြိမ်မနေပုံတွေမြင်ရပဲမြင်ရပါ ဒီမှာလည်းခန္ဓာကိုယ်ကမြောက်ဥမာထားပြီးယောဂီပုဂ္ဂိုလ်ကမြောက်ရှင်ဥပမာနဲ့အလားတူစွာကြည့်ပေးပြီးဆုံးမဖြင့်ခန္ဓာဤသဘောလောလောကြီးပေါ်လာလိမ့်မယ်ဆိုတာသိသိချာချာမှတ်ပါမှန်ပါပါရှင်းမလားရှင်းပါပါအဲ့ဒီကဲတော့ခန္ဓာဤသဘောလောလောကြီးပေါ်လာပြီးဆုံးမဖြင့်ဩဖောက်ပြန်ပြီဩပြည့်စည်နေပြီဩအစားထိုးလာပြန်ပြီဩပြည့်စည်သွားပြန်ပြီဩအစားထိုးလာပြန်ပြီဆိုတာသူ့မှာဒီနှစ်ခုပဲရှိတယ်ဥက္ကမုံကြီးမှန်ပါပါ အရင်ဖြစ်တာကပျက်စီးတယ်နောက်စားထိုးလာတာကပေါ်လာပြန်တယ်ပေါ်လာတာကပျက်စီးပြန်တယ်နောက်စားထိုးလာပြန်တယ်ဒါပဲရှိဒကာဓမ္မတွေသဘောပါပျက်စီးတာရဲ့အစားထိုးတာရဲ့ဒီနှစ်ခုပဲရှိရုပ်ပြဲရင်ရုပ်စားထိုးဝေဒနာပြဲရင်သင်ညာပြဲရင်စေနာပြဲရင်စိတ်ပြတ်သွားရင်ဥက္ကမောင်တို့ရဲ့ ြက်တာရဲ့အစထိုးတာရဲ့ဒီကိုယ်လုံးမှာဖောက်ပြန်ပြက်စီးဆိုတာဒီနှစ်ခုပြောဒါလူရင်းနဲ့မှတ်လိုက်စမ်းပါဒကာရမတို့ပြက်တာရဲ့အစထိုးတာရဲ့ဒါပဲရှိတယ်ခန္ဓာကိုယ်မှာဘယ်လိုများရှိပါလဲပြက်တာရဲ့အင်းပြက်တာအိ္သာအစထိုးတာသင်္ခါရတို့ကမှတ်လိုက်ပြက်တာကအစထိုးတာကအော်ဒီနှစ်ခုပဲရှိတဲ့ဥစ္စာဒါခန္ဓာကပြောနေတာဥက္ကမောယသူများကပြောတာမှမဟုတ်ဖဲဟုတ်ပါဘူး သူကဘယ်လိုပြောရအောင်ဆိုတော့အနေစာတစ်ချက်သင်္ခါရတစ်ချက်အနေစာတစ်ချက်သင်္ခါရတစ်ချက်အနေစာတစ်ချက်သင်္ခါရတစ်ချက်သူကဒါပဲပြောနေမှန်ပါဗျာဒါပဲပြောနေတော့ကိုဘုန်းကြီးတရားဓမ္မတွေကစောင့်ကြည့်နေတဲ့ပုဂ္ဂိုလ်မြောက်စောင့်ကြည့်နေတော့မြောက်ဤဖြစ်စဉ်လုံးစုံကိုမြင်ရတယ်လို့ခန္ဓာဤဖြစ်စဉ်လုံးစုံကိုမြင်ရခန္ဓာဤဖြစ်စဉ်လုံးစုံကိုမြင်ရတော့ဟိုတရားဓမ္မတို့သိတဲ့အတိုင်းခန္ဓာကဖြစ်ဖြစ်စဉ်က နိစ္စနဲ့သင်္ခါရနဲ့သူပြည့်ရှင်ကဗါတဲ့နိစ္စဆိုတာပြည့်ရှိသူသင်္ခါရဆိုတာသူပြည့်တဲ့နေရာအစာထူအစာထူတာသင်္ခါရပြည့်ရှိသွားတာဒါဖြင့်အနိစ္စဝတ္တသင်္ခါရဆိုတာကြိုက်သူမုံကြိုက်ပလားပြည့်သွားတာကဘာခေါ်ကြမလဲအဲစောင့်ကြည့်နော်အစာထူတာခန္ဓာငါးပါးမြောက်ဥပမာထားပါ ယောဂီပုဂ္ဂိုလ်ညာကမြောက်ရှင်ဥမာထားပြီးမြောက်ပဲလို့ဖြစ်နေတယ်ဆိုတာသိလို့ရှိရင်ပြီးတာပါပဲဟုတ်လားသဘောပါကြအဲ့ဒါဝိပဿနာအလုပ်ပါပဲဆိုတဲ့ဥစ္စာခိုင်မြောက်ကဘယ်လိုများပြရုံဆိုတော့ပြက်ပြလိုက်အစာထူပြလိုက်ပြက်ပြလိုက်ပြက်တာကဘာခေါ်ကြအစာထိုးတာကဒီလိုနဲ့ရုပ်ပြက်ရုပ်အစာထိုးဗျာနံပြက်ရဒါဖြင့် ဥက္ကမယပြတ္တကအိဋ္ဌာသာသုရကသင်္ခါရသဘောကြဒါပြန်အိဋ္ဌာနဲ့သင်္ခါရပဲရှိတယ်တရားဓမ္မလူခန္ဓာမှာပါရှိပါအဲအိဋ္ဌာကဆိုတာလည်းငါငါဥစ္စာမဟုတ်ပါဘူးသင်္ခါရအစာထုတ်တာလည်းငါငါဥစ္စာမဟုတ်ပါဘူးမနေ့ကပြောတဲ့အကြောင်းလေးပါးတွေကအစာထုတ်အယုံ द्वार တွေကအစာထုတ်မှန်ပါပါရှင်းကြဒါကြောင့် ဂရမတို့ဥပဒနာဖြင့်အလွယ်နည်းနဲ့ရှင်သာရိပုတ္တရာညံကျဲတဲ့ပုဂ္ဂိုလ်ကသေသေးချာချာဟောတော့ကြောင့်ကာယမိမံတမသထာအတုကိုယ်ရင်ရွတ်တယ်နော်ဣမံကာယရင်ခန္ဓာ၅ပါးရှိကိုတမသထာမင်းတို့စောင့်ပြီးသုံးသပ်ကြကွာစောင့်ပြီးသုံးသပ်ကြည့်ပါလို့ပြောပြန်တယ်နော်ဣမံကာယမိမံတမသထာပရိဇာနာထပုဏ္ဏပုဏ္ဏနဲ့ အနာခဏမင်းတို့အဖန်အဖန်ပန်လေးတော့ကြည့်ပေးပါကွာဘာကြောင့်ဟောရပါလိမ့်မလို့ဆိုတော့မေဃဒေသကဥပါရဉ္ဇဘာဝေကတပ်ပကိစ္စမှာသူဟောရှာတာမှန်ပါဗျာဣမံကာယံဤခန္ဓာကိုယ်ခန္ဓာ၅ပါးယုံနာတရားကိုသမတထစောင့်ပြီးကြည့်သမ်းပါကွာဒီမှာဘာလို့ကြည့်ရစောင့်ပါဗျာစောင့်ကြည့်ရမလားဒကာရမတွေသတိထားသမ်းပါခန္ဓာကိုယ်ကြီးဘယ်လိုလုပ်ကြည့်ရမလဲအဲစောင့်ကြည့်ပါတဲ့ ပရိဇာနာထကုဏဘုံနာကုဏဘုံနာဖန်တလဲလဲပရိဇာနာထစောင့်ကြည့်ပါကွာစောင့်ဆိုခဏလေးစောင့်ပြီးတော်ပြီလို့မလုပ်ပါနဲ့တပည့်ကြလားဖန်ဖန်လေးစောင့်ကြည့်ပေးစမ်းပါလို့ဘုရားမောင်ရှင်သာရိပုတ္တရာကဟောတယ်နော်အဲ့ဒီလိုဟောလိုက်တဲ့အခါကျတော့ကာယေသဘာဝံဝိရိတ်တဝါနာခန္ဓာ၅ပါးရဲ့သဘောကြီးမင်းတို့သိလာပါလိမ့်မကွာမသိပဲဘယ်လိုသိလာမလဲဆိုတော့ ပြက်တာရဲ့အစားထိုးတာဒါပဲရှိတယ်ကိုလို့သိလာလိမ့်မယ်ပြက်တာရဲ့ဒါပဲရှိတယ်လို့ကိုယ်သဘောခန္ဓာသဘောကဒါပဲရှိတယ်ဆိုတာခန္ဓာကပြောလာတာဘုရုကပြောပါလားခန္ဓာပြောတော့ကိုခန္ဓာကဘယ်ခန္ဓာကပြောသရုံလို့မေးတဲ့အခါကျတော့ဦးယူဘက်ခန္ဓာကလည်းပြောမှာပဲဝေဒနာခန္ဓာပြောပါဘူးဟိုမပြောတာတခုမှမပါဘူးသဘောကျလားခန္ဓာကလည်းပြောမှာဒီခန္ဓာပြန်နိုင်လို့အာရဏလောက်ကံအာရဏကပြောတယ်ဆိုရမှာ သူကကြဒီကန္နာလေးကဒါလေးပါခွဲလိုက်လို့ရှင်ဒါလေးပါပြောတယ်ဆိုရမှာအန္တရာယ်လည်းမခွဲချင်ပါဘူးဗျာအိဋ္ဌံနဲ့သင်္ခါရရှိတာနဲ့တပိတော်ပြန်ဝေဒနာလည်းမမှတ်ဘူးသင်ညာလည်းမမှတ်တော့ဘူးပြတ်တာလေးအစားထိုးတာလေးဒါလေးရင်ကြည့်နေမယ်ဆိုလဲဥက္ကမုံပြပြန်တာဒါကတော့မှဒီကြည်ရှင်နတ်နာသဘောကြောင့်ပြောနေတယ်နော်ကာယေတဘာဝံဝိရိတ်တဝါနာ ာယေခန္ဓာ၅ပါးဆိုတဲ့ကာယတရား၌ဝိရိဒ္ဓဝါနာဖမန်ရှိသိသည်ရှိတော်ဒုက္ခသဒုက္ခအန္တန်ဆုံးကိုကရိတ္တိမင်းတို့ရောက်ပါလိမ့်မယ်ဘဝနိဗ္ဗာန်ရောက်မယ်သာဥက္ကမမြန်ကျဲတဲ့ပုဂ္ဂိုလ်မနော်ခန္ဓာဘောတိနိဗ္ဗာန်ရောက်မယ်သူတို့ပဲဟောလိုက်ဒကာဓမ္မတွေဘယ်လိုများဟောပါလိမ့်ခန္ဓာသဘောသိရင်နိဗ္ဗာန်ရောက်မယ်။အော်ဘုန်းကြီးဓမ္မတွေက ဘယ်လိုကြောင့်ဒုက္ခကသိငိမ့်တဲ့နိဗ္ဗာန်ကြီးမရောက်ကြပါလိမ့်မလို့ဆိုတော့အိုးကိုယ်ခန္ဓာအကြောင်းကိုကိုယ်မသိကြဘူးဘယ်နဲ့ကြောင့်မရောက်ကြပါလိမ့်ဘာသိမလဲတဲ့ခွင့်ပြုတဲ့ဂါရမတွေကကိုယ်ခန္ဓာအကြောင်းကိုယ်မသိဘူးတဲ့သိပြန်တော့လေတဲ့သမာဓိဋ္ဌိနဲ့ကမသိမိစ္ဆာဓိဋ္ဌိနဲ့သိနေပြန်သမာဓိဋ္ဌိနဲ့ကမိစ္ဆာဓိဋ္ဌိနဲ့ကြတယ်ငါကငါဖြစ်နေတော့သိနေပြန်တယ်ငါကငါမဟုတ်ဘူးဆိုတဲ့အသိမျိုးကြတော့သိပါ ဩဒါဖြင့်ဃာရမတို့စောင့်နေမကြည့်အသိကလည်းလွဲပြန်မရှိတာသိပြီးဒီကလာနေပြန်တော့ဒါကြောင့်တန်ត្រာရှိတကူဆိုတဲ့ဥစ္စာဖြင့်ပေါ်လာပြန်မပေါ်လာဘူးလားယာကျသတိထားနားထောင်ကြပါဒဂရမတို့တရားမများသေးပါဘူးဒီကန္နာဤကိုစောင့်ကြည့်လို့ရှိရင်ခန္ဓာကပြောပါလိမ့်မယ်ပြောရင်ခမည်းတော်ကအနိစ္စနဲ့သင်္ခါရအကြီးပဲသူပြောလိမ့်မယ် खाना का भैलू पियो में खाना का ढाबे पियो जाए शीर वेरना बोला रहे तो वेरना का वेरना बालू तुम भी और हो परमा रहो वेरना बे ना उठा रहो तू दी जैसी दो तो बाबी ना तो कैसा तो ला बे ना ऑन द वेरना तो मिल पोला बे ना बे तब ये वेरना बे वेरना साथ हो रहा हूँ मियां जी सही बे बे सही साथ हो रहा हूँ योग बे बे योग साथ हो रहा हूँ เนี่ยอัญจิไล่เนี่ยไอ้ขาจรกายะตบาวงวิริตวานากายะโกตบาวตบากายะตบาวงกุอิตบาววากุชิโกไนชิเดตบาวดิวิริตวานาอ๋อไนสันเนี่ยเต็งขาระดาชิเดหรือตีจินจาวทุกขะตะทุกขะอันตังอสงผิดเนี่ยนิพพานกระไตตรีติสิกระไตตรีมินุเวทิชาจะเมียนมาเลยมะกวาตุตบาวดาติเนี่ยนิพพานติรมั้ยตุตบาวดิเนี่ยนิพพาน အဲ့ဒါသူကတော့ညံကျဲတဲ့ပုဂ္ဂိုလ်မဟုတ်ပါရင်ခက်ချင်းချင်းဟောလိုက်တယ်နော်တို့တော့ကျွတ်တော့ကတွေထဲမှာညံနေနေထဲမှာသူသဘောသိတော့မုံနေမယ်မုံတဲ့အခါကျတော့မလို့ချင်းနဲ့ညံလာလိမ့်မယ်ဒီကောင်တည်းရဲ့လာတယ်ဒီလိုလာမှသာရင်ဆုံးသွားမှာမို့လားဟုတ်ပါဘူး gain ဒါဖြင့်ဓမ္မတွေဒီနေ့ဥပဒနာရှုနည်းကိုခန္ဓာ၅ပါးကိုဘယ်ဟာရလို့မဟုတ်ဘူးစောင်းတာကြည့်နေပြီပေါ်ရာကိုသာလိုက်လိုက်ပါတော့ဟုတ်ပါဘူး ရရင်ရတဲ့နေရာလိုက်ပေါ့ဗျာရတဲ့နေရာမှာဩဒါရေကခုမှပေါ်လာတာပဲဟောပျောက်သွားပြန်ပြီခုမှပေါ်လာသည်ဒကာရမသတ္ထခါရပျောက်သွားတာသည်အခုပေါ်လာပြန်လာသည်အင်းပျောက်သွားပြန်လာသည်ကျင်းနပ်ကျင်းနပ်ဆောင်းကျင်းဓာဏခုမှတပါလဲအားလုံးဒကာရမတို့ဘာမှတွေ့စရာမရှိပါဘူးဒီနှစ်ခုပဲတွေ့ကျင်းနပ်မလားကမ္ဘာတိုင်းအမှန်စိတ်တယ်နော် တကယ်ကိုဒဂါရမတို့ဥပဒနာတွေထဲမရှိတတ်ဘူးဆိုတော့ဘုန်းကြီးတို့ဒဂါရမတွေကိုမရှိအောင်လို့တခါတော့ဘုရားရှင်မှာတိုင်တိုင်အေးရမှာပဲထိုင်ထိုင်ထိုင်ခြင်းတဲ့နေရာမှာထိုင်ရခြင်းတဲ့နေရာမှာရပြီခန္ဓာကိုယ်ဤသဘောကိုသာစောင့်ကြည့်စောင့်ကြည့်နေလို့ချင်းပြက်ပြီလို့လည်းပြောအစားထိုးပြန်ပြီလို့ပြက်ပြီလို့လည်းအစားထိုးတယ်လို့ဘုရားပြောဘယ်နဲ့ရောက်ဒီခန္ဓာကြီးကခမည်းတော် ြောမှန်းသိပါလိမ့်မလို့ဆိုတော့စောင့်ကြည့်နေလို့တပွားကြစောင့်ကြည့်နေတဲ့အတွက်ဒကာဓမ္မတွေပြောလိုက်တော့ဩဒီဒကာဓမ္မတွေကခန္ဓာကပြောလို့ရှင်ဖြင့်ဩသူများပြောမဟုတ်ဘူးဟဲ့ဆိုပြီးကာလအနိစ္စနဲ့သင်္ခါရသာရှိတယ်ကွာယောက်ျားမိန်းမရှာမတွေ့ဘူးကွာဆိုတဲ့ဒိဋ္ဌိရလဲခန္ဓာကပြောတော့ပြုတ်ဖြစ်သွားခန္ဓာကပြောတော့ဘယ်နဲ့ပြုတ်ဖြစ် အလုံးကရမရေခန္ဓာကပြောလိုက်တော့မပြုတ်ပါနဲ့ဆိုလို့မရပါဘူးတဲ့အင်းဘယ်နဲ့များဖြစ်နေပါလိမ့်မလို့လဲဝိကိစ္ဆာလည်းမလာဘူးပြည့်ရင်စားထိုးတာရှိမှာပဲသဘောကျပြည့်ရင်အစားထိုးတာပဲရှိနေတော့ဓရမတို့ပြည့်ပြည့်တာကလည်းအိဆာအစားထိုးတာကသင်္ခါရသဘောကျအဲ့ဒီအစားထိုးတာလေးပြည့်သွားပြန်တော့အိဆာပဲရောက်သွားပြန်ရောဆိုတော့ ဒဂရမတို့နောက်အစားထုတ်ပြန်တာလေးကဘာခေါ်ကြအဲဒီသင်္ခါရလေးကနောက်ပဲလန်းဆုံးပြန်အဲဒီဒီနေစာကိုဒဂရမတွေကညာနဲ့ရှောက်ကြည့်ပြီးအစားထုတ်တာကြည့်လိုက်အဲပြည့်စုံသွားတာအနေစာကြည့်လိုက်ထိုးခဲ့တော့ကြည့်တဲ့အခါကျတော့အဲ့ဒီဟာနောက်ဆုံးပိတ်ဒီအနေစာဟာအခုဒီတစ်ပတ်ဆုံးသွားပြီနောက်အနေစာကိုရှာမတွေ့တော့ဘူးဆိုတော့ဆိုရောက်လိမ့်မယ် ခုအိဋ္ဌာတွေ့တွေ့နေတယ်ပြတ်သွားတာပါခေါ်ကြမ်းနောက်ပြတော့အစာထိုးကလည်းမလားဥပါရင်ကြီးအင်းပြတ်တာကရောအဲ့ဒီကဲလို့အစာထိုးတာလည်းမလားပြတ်တယ်လည်းမလားတော့ဘူးတေသံဥပါသမောသူခေါ်ဖြစ်သွားတေသံထိုးအစာထိုးသောတရားတွေဝါပြတ်တယ်သောတရားတွေဥပါသမောနှခုမရှိခြင်းသည်သူခေါ်နိဗ္ဗာန်ပဲကွာအနာကိုစောင့်ကြည့်တာနဲ့ဘောလား ခန္ဓာကိုယ်ဆောင်ကြည့်လာနေနဲ့ဘာပေါ်လာဥက္ကမပေါ်လာဆောင်မကြည့်တဲ့ပုဂ္ဂိုလ်မှာဖြင့်ဒီနှခုကိုမတွေ့တော့ကြောင့်ဒီနှခုအဆုံးဘယ်နည်းနဲ့မှရှာမပြုဒီနှခုတွေ့ရင်ဖြင့်ဒီနှခုအဆုံးတွေ့မှာပဲဒကာရမတို့နှခုမှနှခုရှိတာကိုနှခုမှမတွေ့တဲ့ပုဂ္ဂိုလ်အစားလည်းမတွေ့ဘူးဆုံးလည်းမတွေ့ဘူးနှခုရှိတာကိုနှခုတွေ့တဲ့ပုဂ္ဂိုလ်ဒီအစားလည်းတွေ့မယ် အဆုံးအဆုံးပြည့်မယ်ဆိုတာသဘောကျဒါဖြင့်ခန္ဓာကိုယ်ထဲမှာတကယ်ရှိတာကဖြင့်ဘယ်နှခုသာရှိပါလိမ့်သင်္ခါရနဲ့အနိစ္စပဲရှိပါပါလိမ့်ဒကာရမအဲ့ဒီသင်္ခါရနဲ့အနိစ္စကိုဒကာရမတွေလိုက်နိုင်မလားလိုက်ပြလိုက်တော့အဲသင်္ခါရတွေ့ကြည့်တစ်ချက်အနိစ္စတွေ့ကြည့်တစ်ချက်ဥက္ကမံတို့လိုက်ပါများတော့လေအဲဒီနှခုကိုပဲဖျားတပည့်တော်ဖြင့်လိုက်ရတာလေတန်းလေးကြာတာနဲ့ ဒီနှစ်ခုကိုသင်္ခါရလည်းမတွေ့တော့ဘူးဗျာအနိစ္စလည်းမတွေ့တော့ဘူးဗျာဆိုတော့ဟောခန္ဓာရှိတာကအနိစ္စနဲ့သင်္ခါရရှိတာခန္ဓာမရှိတာသူတွေ့သွားပြီခန္ဓာမရှိတာဘာခေါ်ကြမလဲဩနိဗ္ဗာန်ဆိုတာဓမ္မတို့ကအစဆုံးမလိုက်လို့ခမားတို့လမ်းလွဲနေကြတာကိုတကယ်တမ်းဆိုလို့ရှိရင်အနိစ္စနဲ့သင်္ခါရသာရှိတဲ့ဥစ္စာအနိစ္စသင်္ခါရသုံးအောင်လိုက်လိုက်မယ်အနိစ္စသင်္ခါရကိုမုံ အနိစ္စသင်္ခါရကိုမလို့ခြင်းဖြင့်အနိစ္စသင်္ခါရချုပ်ရမယ်မှန်ပါဗျာဒါဖြင့်အနိစ္စနဲ့သင်္ခါရချုပ်သွားတော့နိဗ္ဗာန်တွေကားလို့ရှိရင်နိစ္စနိဗ္ဗာန်လို့လည်းဆိုပါသင်္ခါရချုပ်သွားသောကြောင့်အတင်္ကတနိဗ္ဗာန်လို့လည်းဆိုလိုက်ကမ္ဘာဒီနှလုံးကိုသိချာမှတ်ပါအနိစ္စချုပ်သွားရင်သင်္ကတချုပ်သွားရင်အသင်္ကတမလာရင်အသင်္ကတနိဗ္ဗာန်ဖြစ်သွားတယ်ဒါဖြင့်အသင်္ကတနိစ္စနိဗ္ဗာန်ကိုခင်ဗျားတို့ ီနှလုံးကနေပြီးလိုက်လိုက်လို့ရှင်ဖြင့်တဲ့ရှင်သာရိပုတ္တရာကမတွေ့မရှိပါဘူးကွာသေသေးချာချာရောက်ပါတယ်ရပါတယ်ဆိုတဲ့အကြောင်းကိုရဲဝံစွာနဲ့သူကိုယ်တိုင်တက်လာတဲ့လမ်းဖြစ်လေသောကြောင့်သူကိုယ်တိုင်တပါးသောပုဂ္ဂိုလ်တွေကဒီလမ်းသာလိုက်လို့ရှင်ဖြင့်ဒီဆုံးတွေ့ရမယ်ကွာဆိုတာကိုတောင်းခံဟောရှာတယ်မှန်ပါဗျာရှင်းမလားရှင်းပါဗျာအမှန်တန်သဘောပါတော်ရဂရမတို့